ဘဝမှာတယောက်တည်းချစ်ခဲ့ပြီးတယောက်တည်းကိုပဲလက်တက်ခွင့်ရခဲ့တဲ့တယောက်ဆောင်စုပြည့်သစင်ကမင်္ဂလာညစာစားပွဲညလေးမှာခင်မိုးဖြစ်သူဟိဝေရဲ့အစီကတခုတည်းကိုသာတောင်းဆိုခဲ့တဲ့တယောက်ဆောင်စုပြည့်သစင်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ15ရက်နေ့ညမှာတော့တရုတ်ဆောင်ဟေဝရန်နဲ့ဆိုပြေတင်စင်တို့စနီမောင်နဲ့နေရောက်ကမင်္ဂလာပွဲ6ပွဲတွေကနောက်ဆုံးပွဲလေးဖြစ်တဲ့မင်္ဂလာညစာစားပွဲကိုချီရတဲ့နှိပညာညီကိုမောင်နှမတွေနဲ့အတူပျော်ရွှင်စွာနဲ့ကျင်းပခဲ့ပြီးပဲဖြစ်ပါတယ် င်္ဂလာညစာစားပွဲလေးမှာလည်းသတို့သားသတို့သမီးအရန်တွေနဲ့အတူခက်ခန်းနာနာတိုက်တိုက်ဝုံဝုံကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီးအဆိုပါပွဲလေးမှာတော့သတို့သားနဲ့သတို့သမီးအတွက်ရှင်နေကမြစ်တာစကားတွေကိုပြောကြားတဲ့အစီအစဉ်လေးလည်းပါဝင်ခဲ့တာဖြစ်ပါတယ်အဆိုပါအစီအစဉ်လေးမှာတော့သတို့သားနဲ့သတို့သမီးနှစ်ယောက်ကတရားကိုတရားဘလောက်တောင်ချစ်ကြတယ်ဆိုတဲ့အကြောင်းလေးနဲ့ရှေ့ဆက်ပြီးတော့ဘလို့လက်တွဲသားကြမလဲဆိုတဲ့ခန်းစားချက်တွေကိုရှင်းပြပြောကြားရတာပဲဖြစ်ပါတယ်။ ဆွေပြေသစင်ကတော့ခင်မောဖြစ်သူဟိဝေရန်အတွက်အခုလိုပြောလာခဲ့တာဖြစ်ပါတယ်ကိုကိုကျေးဇူးတင်ချင်တာတခုပဲရှိပါသေး။အဲ့ဒါကတော့တပွားလုံးအသေးမကွဲဘူးအောင်ထားပေးလိုပါပဲ။နောက်ပြီးဒီတယောက်သေးကိုပဲချစ်ပြီးဒီတယောက်သေးကိုပဲလက်ထပ်ချင်တဲ့ငငယ်လေးလေးကဆန္ဒကိုဖြည့်ဆည်းပေးလိုပါပဲ။ဘဝတစ်လျှောက်လုံးဘာပဲကြုံလာကြုံလာအတူတူဖြတ်တန်းသွားကြမှာလေ။ ခြေလေးတယောက်တည်းကိုပဲတစ္ဆာရှိပေးပါဒါတခုပဲတောင်းဆိုပါတယ်ဆိုပြီးတော့တယောက်ဆောင်ဆုပေးတစဉ်က ပြောသွားခဲ့တာပဲဖြစ်ပါတယ်တယောက်ဆောင်ဟေးဝင်ရန်ဘက်ကလည်းခြေစနီးလေးအပေါ်မှာဆဆရရပြည့်စုံအောင်ထားပေးမှဖြစ်ပြီးဆိုပြတောင်းဆိုတဲ့အတိုင်းပဲတစ္ဆာရှိရှိနဲ့ချက်သွားပေးပါမယ်လို့ပြန်လည်းပြောဆိုခဲ့တာလည်းဖြစ်ပါတယ်ကိုယ်ကျေးဇူးတင်ချင်လို့ရှိပါတယ်။အဲ့ဒါဗာလဲဆိုတော့ ဘဝမှာအသေးမကွဲအောင်ထားလို့ပါတယောက်တည်းကိုပဲချစ်ပြီးတော့တယောက်တည်းကိုပဲအထက်ချင်ရင်ငယ်ရည်ရဲ့အစမ်းတော့ တော့ဘောတခုကိုအတူတူလေးဖမ်းမစို့ရင်ဆိုင်ပြီးတော့ဖက်ပန်းချင်တယ်ချက်လေးပြန်ထည့်ဖို့ပဲသစ္စာရှိပေးပါကြိုတင်နေစမှာ video to the new official